အောက်ကောက်တဲ့မုံတိုင်းငယ်ဟာမြန်မာနိုင်ငံဘက်ကိုဥတီရွေလျားမှမဟုတ်ပေမဲ့လည်းမုံတိုင်းငယ်အချိန်ကြောင့်တိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူလှေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။ဒီနေ့အော်တိုဝါ၂ရက်မနက်၁၀နာရီခွဲအချိန်တိုင်းထွာချက်တွေအရာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်ကိုရေလျားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်435မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်105မိုင်ခန့်ဂိုပါပူမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်80ခန့်နဲ့ပါရာတစ်မြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်145မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းသိရပါဗျ။အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက် ်ကိုဦးတည်ရွေးလျားမဲ့အခြေအနေမရှိတဲ့အတွက်အဝါရောင်အဆင့်လို့သတ်မှတ်ကြောင်းအားကောင်းတဲ့မုံတိုင်းငယ်ဟာအော်တိုဘာ၂ရက်ကမနက်၁၀နာရီခွဲအချိန်မှာမြောက်လက်တီကျု18.1ဒီဂရီနဲ့အရှိလောင်ကြီးကျု85.5ဒီဂရီမှာရှိပြီးဘဂိုကျက်လီဖီယာ998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်နှုန်းတနအီ35မိုင်ကနေမိုင်40နှုန်းခန့်ဖြစ်တယ်လို့သိရပါဗျ။ အဆိုပါအားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်အော်တိုဝါ၂ရက်မနက်ပိုင်းကနေလာမယ့်24နာရီအတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ကြုံရပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးရာတွေနဲ့အတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ကြောင်းအဲ့ဒီအတွက် အားကောင်းတဲ့မုံတိုင်းငယ်ရဲ့အရှင်ကြောင့်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလှပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပြစ်တာလျှက်စည်းလက်တာမိုးသည်ကျွေတာလျှက်ပြက်ရေကြီးတာနဲ့အတူမြေပြိုရာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေတာကြောင့်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ ပြရင်းရေချောင်းသွာလာရေလေချောင်းပြန်တန်းရေမြမကင်းရဲတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်ဒီကန်ဝေးငါဖန်းရေရင်တွေသင်းမော်တွေနဲ့ဆင်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မို့မိုးစလကသတိပေးထားတယ်လို့သိရပါဗျ။